အားလုံးပဲမင်္ဂလာပါခင်ဗျာ MN Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကိုဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့ခေတ်သစ်ငွေရှာနီးဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ဒီစာအုပ်ကလေးကိုအလွယ်တကူနားထောင်လွယ်အောင် အနစ်ချုပ်ပြီးလက်တွေ့ဘဝမှာအသုံးချနိုင်အောင် တင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့ခေတ်လူငယ်တယောက်အနေနဲ့ဝင်ငွေရှာနိုင်မယ့်နည်းလမ်းများကိုဝင်လိုက်တဲ့အပြင်မှာလောက်ကိုင်းနိုင်တဲ့နည်းလမ်းများအဖြစ် ခွဲခြားပြီးပြောပြပေးသွားမှာဖြစ်ပါတယ် ဒေဇာုလေးမှာလူငယ်တွေအတွက်ငွေရှာနည်းများကိုအဓိကထားပြီးစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ငွေရှာနည်းကိုမပြောခင်ကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုတစ်ခုတောင်းဆိုချင်တာကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ကဲစားလိုက်ကြအောင်ဗျာ။အပိုင်းတဲ့ဝင်လိုက်မှငွေရှာနည်းများယနေ့ခင်မှာဝင်လိုက်အလုပ်ကံတွေဟာလက်လျောညီထွေးမှုရှိပြီးကဘာနဲ့ကအလုပ်တွေကိုလုပ်ကံနိုင်တဲ့အတွက်လူငယ်တွေအတွက် ကောင်းဆုံးအခွင့်အရေးတွေဖြစ်ပါတယ်။ freelancer လောက်ကန်ခြင်း freelancer ဆိုတာမိမိရဲ့ကျွမ်းကျင်မှုဒါမှမဟုတ်ပညာရပ်တစ်ခုကိုအသုံးပြုပြီးအချိန်ပိုင်းဒါမှမဟုတ်စီမံကိန်းလိုက်လွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့ဝင်ငွေရှာနိုင်တဲ့နေလမ်းများကိုဆိုလိုခြင်းဖြစ်ပါတယ်။ပုံမှန်ရုံးဝန်တန်းနေလို့အချိန်အကန့်အသတ်နေရာအကန့်အသတ်မရှိဘဲမိမိကိုယ်ပိုင်ချိန်နဲ့နေရာကိုမိမိစိတ်ကြိုက်လုပ်ကိုင်နိုင်တာကြောင့်ယနေ့ခေတ်မှာလူကြိုက်များလာပါတယ်။ ဖရီးလန်းစီးဖြင့်ဝင်ငွေရှာနိုင်ဖို့အတွက်အဓိကအဆင့်30လိုအပ်ပါတယ်။နံပါတ်1မိမိ၏ကျွမ်းကျင်မှုစကေးကိုဖော်ထုတ်ခြင်းပထမဆုံးအနေနဲ့မိမိကိုယ်တိုင်တကယ်တကျနဲ့ပညာရပ်ကိုသတ်မှတ်ဖို့လိုအပ်ပါတယ်။ဖရီးလန်းစီးနယ်ပယ်မှာဝယ်လိုအပ်များတဲ့ကျွမ်းကျင်မှုတွေကတော့ Digital Marketing, Social Media ကွမ်းတံဖန်တီးခြင်း၊ Website ရေးဆွဲခြင်း၊ Application ရေးဆွဲခြင်း၊ Graphic Design ရေးဆွဲခြင်း၊ Logo ရေးဆွဲခြင်း၊ Content Creation စာရေးသားခြင်းဘာသာပြန်ခြင်းဝီဒီယိုတက်ပြတ်ခြင်းတို့ပဲဖြစ်ပါတယ်မိမိကြွမ်းကျင်ရနယ်ပယ်ကိုသတ်မှတ်ပြီးတဲ့နောက်မှာပညာရေးဆိုင်ရာဗဟုသုတနဲ့လက်တွေ့ကြွမ်းကျင်မှုကိုပုံမှန်မြင့်တင်ဖို့လိုအပ်ပါတယ်မိမိကြွမ်းကျင်မှုကိုသိရှိပြီဆိုရင်ဖောက်တဲ့များနဲ့ချိတ်ဆက်ဖို့အတွက် freelance platform တွေပေါ်မှာကိုယ်ပိုင်အကောင့်ဖွင့်ရပါမယ်ကဘာကျော် platform တွေဖြစ်တဲ့ Arwa Fiverr နဲ့ freelancer တော်ကွင်းတို့ဟာအသုံးအများဆုံးဖြစ်ပါတယ်အဲ့ဒီ platform တွေမှာမိမိရဲ့ဝန်ဆောင်မှုအမျိုးအစားလှုပ်သက်လှော်အားကားနဲ့ အရင်ကလုပ်ခဲ့မှုတဲ့လက်ရာတွေကိုပြသထားတဲ့ပေါ့ဖိုလီယိုကိုစနစ်တကျပြုလုပ်ထားရပါမယ်။ပြီးရင်မိမိရဲ့ဝန်ဆောင်မှုကိုလိုအပ်တဲ့ project တွေကိုရှာဖွေပြီးဖောက်တဲ့ကိုဆွဲဆောင်နိုင်မယ်စာသားများနဲ့အလုပ်လျှောက်လွှာ proposal တွေကိုတင်ပြရမှာဖြစ်ပါတယ်။ freelancer ရဲ့အရေးကြီးဆုံးကဏ္ဍတစ်ခုကတော့နိုင်ငံတကာဖောက်သည်များစီကနေငွေလက်ခံရယူခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံအတွက်အဆင်ပြေစေတဲ့ငွေလက်ခံငွေထုတ်ယူနိုင်တဲ့နည်းလမ်းတွေဖြစ်တဲ့ Payoneer နဲ့ White တို့ကိုကြိုတင်လေ့လာထားပြီး ကောင်းဖွင့်တာဖို့လိုအပ်ပါတယ်ဖောက်တဲ့စီကအလုပ်ရပြီးသားနဲ့တတ်မှတ်တဲ့အချိန်တော်တွင်အည်သွေးပြည့်မီအောင်လှုပ်ဆောင်ပေးပြီးဖောက်တဲ့ရဲ့စိတ်ကျေနပ်မှုကိုရယူဖို့အရေးကြီးပါတယ်ဒီလိုနဲ့အောင်မြင်တဲ့ project တစ်ခုပြီးတိုင်းဖောက်တဲ့ရီစီကနေအပြုသဘောဆောင်တဲ့ပြန်လည်သုံးသပ်ချက် review တွေရရှိမှာဖြစ်ပြီးနောက်ပိုင်းမှာဝင်ငွေပုံများတဲ့အလုပ်တွေရရှိဖို့အတွက်အခွင့်အလမ်းတွေပွင့်လာမှာဖြစ်ပါတယ် social media နဲ့ content creation များမှာဝင်ငွေရှာဖွေခြင်း ဆိုရှယ်မီဒီယာနဲ့ content creation level တွေကနေဝင်ငွေရှာနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်အဓိကအားဖြင့်မိမိရဲ့ကြွမ်းကျင်မှုနဲ့ဖန်တီးထားတဲ့အကြောင်းအရာတွေကိုအရင်နှီးပြုပြီးဝင်ငွေရရှိအောင်လှုပ်ဆောင်နိုင်ပါတယ်။ပထမဆုံးနဲ့အရှင်းဆုံးနည်းလမ်းကတော့ freelance ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။လုပ်ငန်းအဖွဲ့အစည်းတွေသို့မဟုတ်တဦးချင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် social media admin ဖြစ်သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုအစအဆုံးစီမံခန့်ခွဲပေးခြင်း ဒါမှမဟုတ်ကွန်တန့်ခရီးတာဖြစ်လိုအပ်တဲ့စာသားပုံဗီဒီယိုတွေကိုရေးသားဖန်တီးပေးခြင်းဖြင့်အချိန်ပိုင်းဒါမှမဟုတ် project အလိုက်ဝင်ဝင်ရရှိနိုင်ပါတယ်။အထက်က Viber လိုနိုင်ငံတကာ freelance platform တွေကနေလည်းပြည်တွင်းရောပြည်ပက ဖောက်သည်တွေနဲ့ပါချိတ်ဆက်လုပ်ကိုင်ပြီးနိုင်ငံခြားဝင်ငွေများကိုရှာဖွေနိုင်ပါတယ်။ဒုတိယနေလန်းကတော့ကိုပိုင် platform ဖြင့်အကျိုးအမြတ်ရှာဖွေခြင်းဖြစ်ပါတယ်။မိမိရဲ့ကိုပိုင် YouTube channel, Facebook page ဒါမှမဟုတ် TikTok account မှာ တိတ်သက်ကိုဆွဲဆောင်နိုင်တဲ့အကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးပြီးတဲ့နောက်မှာ follower များပြားရရှိလာပြီဆိုရင် sponsor ကွန်းနက်များဖန်တီးပေးခြင်းဖြင့်ဝင်ငွေရရှိနိုင်ပါမယ်ဆိုလိုတာကတော့ company တစ်ခုရဲ့ company သို့မဟုတ်ဝန်ဆောင်မှုကိုမိမိရဲ့ content ထဲမှာထည့်သွင်းကြော်ညာပေးပြီးအခါကျင်းငွေရယူခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းကတော့ follower များလာတာနဲ့အမျှဝင်ငွေရရှိဖို့အခွင့်အလမ်းပိုများလာပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့ digital product များရောင်းချခြင်းပါ။ မိမိမှာရှိတဲ့ကြွမ်းကျင်မှုနဲ့ဘူးသူရကိုအသုံးပြုပြီး online course များ e-book များ graphic design များ template များသို့မဟုတ် social media strategy plan များစတာတွေကိုဖန်တီးပြီးကိုယ့်ရဲ့ social media ပြည့်သက်ကိုတိုက်ရိုက်ရောင်းချခြင်းဖြင့်ဝင်ငွေရရှိစေမှာဖြစ်ပါတယ်။ထို့ပြင် ို့သောပလက်ဖောင်းများဥပမာ YouTube ကသတ်မှတ်ထားတဲ့စီးမျဉ်းတွေပြည့်မိပါကပလက်ဖောင်းရဲ့ကြော်ညာခိုးမှုကနေလည်းဝင်ငွေရရှိနိုင်ပါတယ်။ဒီနည်းလမ်းကတော့လက်ရှိမြန်မာလူငယ်တွေများကြားရေပန်းစားလူကြိုက်များနေတဲ့အလုပ်လေးဖြစ်ပါတယ်။ Digital product များရောင်းချခြင်းဖြင့်ဝင်ငွေရပွေးခြင်း ဒါကြတဲ့ product များရောင်းချခြင်းဟာအရင်နှီးသိမ့်မလို့ပဲတစ်ချိန်ဖန်တီးပြီးအချိန်ချင်းရောင်းချနိုင်တဲ့အမြန်ဆွမ်းများတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။သင်ဟာကြွန့်ကျင်မှုဒါမှမဟုတ်ဘဝဥဒရာတစ်ခုခုရှိရဆိုရင်ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ရောင်းချနိုင်တဲ့ digital product အမျိုးအစားတွေကတော့ online တင်နှံများမိမိကြွန့်ကျင်တဲ့အကြောင်းအရာတစ်ခုခုကို စုစည်းရေးသားထားသော e-book ဒါမှမဟုတ် လမ်းညွှန်ချက်များအလွယ်တကူအသုံးပြုနိုင်တဲ့ template များဥပမာ graphic design resume တို့မဟုတ် excel template များဒါမှမဟုတ် digital art များကိုဖန်တီးရောင်းချခြင်းတို့ဖြစ်ပါတယ်ဒီထုတ်ကုန်တွေကို ကိုယ်ပိုင် social media page TikTok Facebook Telegram တွေမှာရောင်းချနိုင်ပါတယ်အပိုင်းနဲ့ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဝင်ငွေရှာဖွေခြင်း ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်းများ personal service ဆိုတာဟာမိမိရဲ့ကြွမ်းကျင်မှုအတွေ့အကြုံဒါမှမဟုတ်အားစိုက်ထုံးမှုတို့ကိုအသုံးပြုပြီးတဦးချင်းစီရဲ့လိုအပ်ချက်ကိုဓာတ်ရိုက်ဖြည့်ဆည်းပေးကဝင်ငွေရှာဖွေတဲ့လုပ်ငန်းမျိုးအစားဖြစ်ပါတယ်။ဒီလိုလုပ်ငန်းတွေဟာရင်းနှီးငွေအများကြီးမလိုပဲမိမိရဲ့အရေးချင်းပုံမူတည်ပြီးဝင်ငွေကောင်းကောင်းရှာဖွေနိုင်ပါတယ်။အများစုလောက်ကိုင်းနိုင်တဲ့ကိုယ်ပိုင်ဝန်ဆောင်မှုလုပ်ငန်းများနဲ့ဝင်ငွေရှာနည်းများကိုအကျယ်တဝင့်ရှင်းပြပါမယ်။ပညာရေးနဲ့သင်ကြားရေးဆိုင်ရာဝန်ဆောင်မှုများ ပညာရေးဆိုင်ရာကြံ့ကျင်မှုဒါမှမဟုတ်အတွေ့အကြုံကိုအသုံးပြုပြီးတဦးချင်းစီကိုပညာသင်ကြားပေးခြင်းဖြင့်သို့မဟုတ်လမ်းညွှန်မှုပေးခြင်းဖြစ်ပါတယ်။ကျူရှင်သင်တန်းပို့ချခြင်းအလို့ဒီမြန်မာနိုင်ငံတွင်ဝင်ငွေရှာဖွေရန်ရေးပန်းစားပြီးလိုအပ်ချက်များသောနေလန်တစ်ခုဖြစ်ပါတယ်။ဒီလုပ်ငန်းသည်ပညာရေးအစင်တန်းနှင့်သင်ကြားပေးသည့်ဘာသာရပ်အလိုက်ဝင်ငွေကွာခြားမှုရှိပါတယ်။နိုင်ငံတကာအကြောင်းများအတွင်အရေးချင်းပြည့်မီသော ပြည်ပဆရာဆရာမများသို့မဟုတ်ပြည်တွင်းမှအရေးချင်းပြည့်ဆရာဆရာမများကိုအမြင့်ဆုံးလာစာပေးလေးရှိပါတယ်။လာစဉ်လာစာသည်25ဒိမ့်မှ30တိမ့်ကြားသို့မဟုတ်ဒေါ်လာ1900မှဒေါ်လာ1500အထိရရှိနိုင်ပြီးအတွေ့အကြုံနှင့်အရေးချင်းပေါ်မူတည်ပြီးပုံမမြင်မနိုင်ပါတယ်။၎င်းတို့သည်အလိုက်ရက်နှင့်အခြားခံစားခွင့်များလည်းပေးလေရှိပါသည်။ပုဂ္ဂလိကဘာသာစကားသင်တန်းကျောင်းများအထူးသဖြင့်အင်္ဂလိပ်စာသင်တန်းကျောင်းများတွင် ပြည်တွင်းဆရာဆရာမများအတွက်လာစဉ်လာစားသည့်16သိန်းမှ25သိန်းကြားသို့မဟုတ်ဒေါ်လာ100မှဒေါ်လာ1200ခန့်အထိရရှိနိုင်သည်ကိုတွေ့ရှိရပါသည်။အလွတ်တန်းကျူရှင်ပို့ချခြင်းသည်ဝင်ငွေတို့မြင့်အကောင်ဆုံးနည်းလမ်းဖြစ်ပါသည်။ကျောင်းသားဝေးရင်နေသောတဦးချင်းသို့မဟုတ်အုပ်စုငယ်ကျူရှင်များပို့ချနိုင်ပါသည်။အတွေ့အကြုံနှင့်ကျောင်းသားမိဘများ၏ယုံကြည်မှုပေါ်မူတည်ပြီးတနားဤလင်း2000ကျပ်မှ5000ကျပ်သို့မဟုတ်ဒေါ်လာ10မှဒေါ်လာ25အထိရရှိနိုင်ပါသည်။ ေဝင်ဝင်သည်မိမိပူချသည့်ဘာသာရဲ့ဥပမာစာမေးပွဲပြင်ဆင်ရေးနိုင်ငံခြားဘာသာစကားများကျွမ်းကျင်မှုနှင့်ကျောင်းသားအဆင့်ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါသည်။ဆရာဆရာမအများစုသည်မိမိတို့၏အမြဲတမ်းအလုံးမှရာတော်လာစားပြင်အလွတ်တန်းကျူခြင်းများကိုလည်းတွဲဖက်လောက်ကန်ခြင်းဖြင့်၎င်းတို့၏စုစုပေါင်းဝင်ငွေကိုတိတိသားသားမြင့်တင်လေးရှိပါသည်။တနည်းအားဖြင့်ဆိုသောကျူရှင်သင်တန်းပူချခြင်းအလုပ်သည်မိမိ၏ပညာရေးနောက်ခံ တင်ကြားရေးတွေ့ကြုံနဲ့ဘာသာစကားကျွမ်းကျင်မှုအပေါ်များစွာမူတည်၍ဝင်ငွေတိုးတက်နိုင်သည့်အလားအလာရှိသောလုပ်ငန်းဖြစ်ပါတယ်။ကိုရေးကိုရာနည်းပြလှုပ်ခြင်းဖြင့်ဝင်ငွေရှာဖွေခြင်း၊ကျန်းမာရေးခန့်ရေး Personal Fitness Trainer လောက်ကန်ခြင်းစီးပွားရေးစတင်လုပ်သူများအတွက်လမ်းညွှန်ပေးခြင်း business consulting လုပ်ခြင်းဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဆိုင်ရာလေ့ကျင့်ပေးခြင်း life coaching စတဲ့နေပေတွေမှာမိမိရဲ့ကျွမ်းကျင်မှုနဲ့အကြံဉာဏ်ကို ပေးအပ်ခြင်းဖြင့်ခိုင်မာသောဝင်ငွေလမ်းကြောင်းတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။နေပညာနှင့်စီးပွားရေးအထောက်အကူပြုဝန်ဆောင်မှုများစီးပွားရေးလုပ်ငန်းများဒါမှမဟုတ်အခြားပညာရှင်တွေကိုအဝေးကနေကူညီပံ့ပိုးပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။အခြားသူတို့တို့မဟုတ်လုပ်ငန်းတစ်ခုအတွက်အီးမေးလ်စစ်ဆေးပေးခြင်း၊ရက်ချိန်များစီစဉ်ပေးခြင်း၊စာရင်းစရာရိုက်ထည့်ပေးခြင်း၊လူမှုကွန်ရက်စာမျက်နှာများကိုစီမံခန့်ခွဲပေးခြင်းစတဲ့ရုံးလုပ်ငန်းဆိုင်ရာအလုပ်များကိုအဝေးကနေလှုပ်ဆောင်ပေးခြင်းဖြင့်ဝင်ငွေလမ်းကြောင်းများတည်ဆောက်နိုင်ပါသည်။ ဘာသာပြန်ခြင်းနဲ့ဇာယီသားချင်းအလုပ်ဒီလဲပဲစာသားများကိုဘာသာစကားတစ်ခုမှအခြားတစ်ခုတို့အတိတ်ပဲမပြတ်ဘဲပြောင်းလဲပေးခြင်းဖြင့်ပုံစံမျိုးမျိုးသောစာသားများကိုဖန်တီးပေးခြင်းတို့ဖြစ်ပါတယ်။ဤအလို့အတွက်ကျွမ်းကျင်မှုမြင်မာသောဘာသာစကားကျွမ်းကျင်မှု အသေးစိတ်ဂရုစိုက်နိုင်မှုတတ်မှတ်ခြင်းတွင်အပြည့်တန်နိုင်မှုနှင့်ယဉ်ကျေးမှုဆိုင်ရာအသိဉာဏ်ရှိရန်လိုအပ်ပါတယ်။အစိုးရစီးပွားရေးပညာရေး NGO စာဝတ်စာတမ်းများစာချုပ်များလက်ကမ်းစာဆောင်များဆိုင်းဘုတ်များစာအုပ်များ အစီရင်ခံစာများဂျာနယ်များနဲ့ဥပဒေဆိုင်ရာစာချုပ်များစသည်တို့ကိုဘာသာပြန်ခြင်းများကိုလောက်ကန်ခြင်းဝင်ငွေလမ်းကြောင်းကိုလည်းရရှိနိုင်ပါတယ်။ဗီဒီယိုများတဲ့စာရန်ထိုးခြင်း subtitle တို့မဟုတ်အတန်ပြင်းဘာသာပြန်ခြင်းပွဲတော်ဘာပြုလုပ်ခြင်းများလှုပ်ဆောင်နိုင်ပါတယ်။အများအားဖြင့်စာပြင်သာပြုလုပ်ရပြီးနှုတ်ပြင်ဘာသာပြန်ခြင်းကိုစကားပြန် interpreter ဟုခေါ်ဆိုပါတယ်။အနုပညာနဲ့ဖန်တီးမှုဆိုင်ရာဝန်ဆောင်မှုများ မိမိရဲ့အနုပညာဆိုင်ရည်နဲ့ဖန်တီးနိုင်စွမ်းကိုအသုံးပြုပြီးဝင်ငွေရှာဖွေခြင်းဖြစ်ပါတယ်။ဤအလို့များထဲမှာဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးတည်ပြခြင်းအလို့ဒီဈေးကွက်ရှာဖွေရေးနဲ့ဆိုရှယ်မီဒီယာခေတ်တွင်အလွန်လိုအပ်ချက်များပြားလာသောအမြင်ပိုင်းဆိုင်ရာအနုပညာလုပ်ငန်းတွေဖြစ်ပါတယ်။ဓာတ်ပုံပညာသည်ထုတ်ကုန်များမင်္ဂလာဆောင်ပွဲများပွဲလန်းသဘင်များသို့မဟုတ်မော်ဒယ်များအတွက်ရုပ်ပုံများကို လိုအပ်သလိုပြင်ဆင်တီးဖြတ်ပေးရပါတယ်။ ဗီဒီယိုပညာရှင်များကမူကြော်ညာဗီဒီယိုများမှတ်တမ်းရုပ်ရှင်တို့များသို့မဟုတ်ဆိုရှယ်မီဒီယာအတွက်ရိုက်ကူးမှုများကိုစီစဉ်ရိုက်ကူးထားသော Adobe Premiere Pro ကဲ့သို့သော ဆော့ဝဲများဖြင့်စိတ်ဝင်စားဖွယ်ကောင်းအောင်တီးဖြတ်ပေးရပါတယ်။ဝင်ငွေရှာနိုင်သည့်အဓိကနည်းလမ်းများမှာအလွတ်တန်းလုပ်ငန်းအနေဖြင့်မင်္ဂလာဝဲရိုက်ကူးခြင်းစီးပွားရေးလုပ်ငန်းများအတွက်ထုတ်ကုန်ဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်းစသည့် project အလိုက်ဝန်ဆောင်ကကောက်ခံခြင်းနဲ့ store ဓာတ်ပုံဗီဒီယို ဝက်ဆိုက်များတွင်မိမိလက်ရာများကို ရောင်းချခြင်းတို့ဖြစ်ပါတယ်။ဤနီလန်းသည်ကျွမ်းကျင်မှုအပေါ်မူတည်ပြီးဝင်ငွေကောင်းနိုင်ပါတယ်။ဒုတိယနေလမှာအမြဲတမ်းအလုပ်အနေဖြင့်ကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်းများတွင်ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ကားရောင်းပြကန်များ၊အလှကုန်လုပ်ငန်းများ၊မီဒီယာကုမ္ပဏီများနှင့်ဗန်လုပ်ငန်းများတွင quantum creator သို့မဟုတ် videographer ယာတို့များလိုအပ်လာပြီးရန်ကုန်မြို့ရှိအတွေ့အကြုံရှိ video ရိုက်ကူးသူတဲဖြတ်သူတို့သည်လာစဉ်လာစားချက်၈သိန်းချက်မှ12သိန်းချက်အထက်ရရှိနိုင်ကြောင်းတွေ့ရှိရပါသည်အလွတ်တန်းဖြစ်စေအမြဲတမ်းဖြစ်စေမိမိလက်ရာများပါဝင်သော portfolio ကောင်းကောင်းရရှိထားရမှာအလုံးရရှိရေးနဲ့ဝင်ငွေတိုးတက်ရေးအတွက်အထောက်အကူပြုမှာအသေးချပင်ဖြစ်ပါတယ်။အပိုင်းတို့အချိန်ပိုင်းလို့လုတ်ကန်ခြင်း အချိန်ပိုင်းလုံးများဖတ်တိုင်းကျော်လောက်ကန်ချင်းဖြင့်ဝင်ငွေရှာဖွေနိုင်သည့်အခွင့်အလမ်းများရှိပြီးအထူးသဖြင့်ចောင်းသားလူငယ်များအိမ်ရှင်မာများနှင့်အပေါ်ဝင်ငွေရှာလိုသူများအတွက်အထူးတင့်တော်ပါသည်အချိန်ပိုင်းလုံးအမျိုးအစားများကိုအပြင်ထွက်လောက်ကန်ရသောအလုပ်များနှင့်ဝင်လိုက်မှအိမ်တွင်လောက်ကန်နိုင်သောအလုပ်များဟုယူ၍အထူးအဖြစ်ခွဲခြားနိုင်ပါသည် အပြင်ထွက်လုကန်ရတော့အချိန်ပိုင်းအလုပ်များလက်တွေ့အလုပ်ခွင်မှာအချိန်ပိုင်းလုကန်နိုင်တဲ့အလုပ်တွေကတော့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာအများဆုံးရှိပါတယ်။စားတော့ဆိုင်နဲ့ကော်ဖီဆိုင်ဝန်ထမ်းများညနေပိုင်းသို့မဟုတ်စနေတနင်္ဂနွေလိုပတ်ရက်တွေမှာစားတော့ဆိုင်ကော်ဖီဆိုင်လပိတ်ဆိုင်များမှာစပွဲတို့ဒါမှမဟုတ်မိဖို့ကြောင့်အကူအဖြစ်လုကန်နိုင်ပါတယ်။ဒီလောက်တွေဟာနိုင်ရလိုက်အတွက်ပြီးပေးလိရှိတာကြောင့်ဝင်ငွေကိုနေ့စဉ်သို့မဟုတ်အပတ်စဉ်ရရှိမှာဖြစ်ပါတယ်။ လက်လီရောင်းချရေးစူပါမားကတ်များအဝတ်ထည်ဆိုင်များနဲ့အခြားလက်လီဆိုင်များမှာအယောင်ဝန်ထမ်းတို့မဟုတ်စတော်လက်ကျန်စီမံခန့်ခွဲသူအဖြစ်အချိန်ပိုင်းဝင်လုပ်နိုင်ပါတယ်။အချိန်ပိုင်းဆိုတော့လေဖောက်တဲ့ဝန်ဆောင်မှုဆက်သွယ်ပြောဆိုမှုနဲ့ရောင်းအားမြင့်တင်မှုစတဲ့အလုပ်အတွေ့အကြုံကောင်းများရရှိနိုင်ပါတယ်။ပညာရေးဆိုင်ရာအကူအညီများကျောင်းသားများကိုဘာသာရပ်တစ်ခုခုကိုအိမ်မှာပဲဖြစ်ဖြစ်ကိုယ်ပိုင်သင်တန်းပဲဖြစ်ဖြစ်အချိန်ပိုင်းစာပြပေးခြင်းအလုပ်ကအမြတ်အစွန်းများတဲ့လမ်းကြောင်းတစ်ခုပါ အထူးသဖြင့်အင်္ဂလိပ်စာကွန်ပျူတာဘာသာရပ်သို့မဟုတ်အခြားကျွမ်းကျင်တဲ့ဘာသာရပ်ကိုညနေပိုင်းတွေမှာသင်ကြားပေးနိုင်ပါတယ်။ဝင်လိုက်မှအိမ်တွင်လောက်ကန်နိုင်သောအချိန်ပိုင်းအလုပ်များကွန်ပျူတာနှင့်အင်တာနက်အသုံးပြုနိုင်အောင်ဖြင့်နေရာမရွေအချိန်မရွေလောက်ကန်နိုင်တဲ့အလုပ်များလည်းခေတ်စားနေပါတယ်။ data ဖြည့်သွင်းခြင်းနှင့်စာရင်းဂိုဏ်အကူကုမ္ပဏီများအတွက် data အချက်အလက်များကိုကွန်ပျူတာတွင်ရိုက်ထည့်ခြင်းစာရင်းပြုစုခြင်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာအကူအညီများကိုအိမ်ကနေအချိန်ပိုင်းလောက်ကန်ပေးနိုင်ပါတယ်။ ဘာသာပြန်ဆိုခြင်းအင်္ဂလိပ်တရုတ်ဂျပန်စတဲ့နိုင်ငံခြားဘာသာစကားတခုခုကိုကျွမ်းကျင်ပါကစာရွက်စာတမ်းများဗီဒီယိုများနဲ့အသံဖိုင်းများကိုဘာသာပြန်ဆိုပေးတဲ့အလုပ်ကို freelance ပုံစံဖြင့်လုပ်ကိုင်နိုင်ပါတယ်။နိုင်ငံတကာဝန်လိုင်းအလုပ်ကန်ရှာဖွေရေး website တွေမှာဒီလိုအလုပ်တွေများစွာရှိပါတယ်။ကွန်တန့်ရေးသားခြင်းနဲ့ social media စီမံခန့်ခွဲခြင်း၊ကုမ္ပဏီများသို့မဟုတ်စီးပွားရေးလုပ်ငန်းများအတွက် Facebook page ၊ website များအတွက်စာရေးသားခြင်း၊ content writing ၊ ကြော်ညာများအတွက်ဒီဇိုင်းထုတ်ပေးခြင်းနဲ့လူမှုကွန်ရက်ဇာမျက်နှာများကိုအချိန်ပိုင်းစီမံခန့်ခွဲပေးတဲ့အလုပ်များကိုလည်းအဝေးမှလုပ်ကိုင်နိုင်ပါတယ်။အချိန်ပိုင်းအလုပ်များကိုရှာဖွေရမှာအလုပ်ရှာဖွေရေးဝက်ဆိုက်များကိုအဓိကထားအသုံးပြုတင်ပါတယ်။ကျောင်းနဲ့မိုင်းကျော့စတဲ့ပြည်တွင်းလောက်ကန်ရှာဖွေရေး platform များမှာဖတ်တိုင်းသို့မဟုတ် freelance ဟူသောစကားလုံးများဖြင့်ရှာဖွေနိုင်ပါသည်။ data တွင်းဆောင်ရွက်နာများ Facebook group တစ်တော့များမှာလည်းစားသောက်ဆိုင်နဲ့ဆိုင်ကမ်းများမှာတိုက်ရိုက်ခိုးသောအချိန်ပိုင်းအလုပ်များကိုတွေ့ရှိနိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့မိမိမှာရှိတဲ့ဘာသာစကားကျွမ်းကျင်မှုကွန်ပျူတာကျွမ်းကျင်မှုစတဲ့ကိုယ်ပိုင်ရည်ချင်းများကိုအလုပ်ရှင်မြင်သာအောင်စီပွေဖုံကောင်းကောင်းရေးဆွဲတင်ပြခြင်းနဲ့အချိန်ကိုအကျိုးရှိကြည့်စီမံခန့်ခွဲနိုင်ကြောင်ဖော်ပြခြင်းတို့ပဲဖြစ်ပါတယ်။ရှိပြီးသားပစ္စည်းများပြန်လည်ရောင်းချခြင်းလက်ရှိရှိပြီးသားပစ္စည်းတွေကိုပြန်လည်ရောင်းချတဲ့လုပ်ငန်း reselling business ဟာ အရင်နေ့အများကြီးမလို့အဖဲစတင်နိုင်ပြီးမြန်မာနိုင်ငံမှာအထူးသဖြင့်စက္ကဟန်းစည်းကွက်ဟာအလွန်ခေစားနေပါတယ်။ဒီလိုပစ္စည်းတွေပြန်လည်ရောင်းချခြင်းဖြင့်ဝင်ငွေရရှိနိုင်တဲ့အလုပ်မျိုးစားတွေနဲ့ဝင်ငွေရှာနေတွေကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။ပြန်လည်ရောင်းချနိုင်သောအလုပ်မျိုးစားများရှိပြီးသားပစ္စည်းပြန်ရောင်းတဲ့လုပ်ငန်းမှာအမြန်အများဆုံးရရှိနိုင်ပြီးလူကြိုက်များတဲ့အဓိကလုပ်ငန်းတစ်ခုရှိပါတယ်။ အဝိထင်းတဲ့ဖက်ရှင်ပစ္စည်းများဒီလုပ်ငန်းကိုမြန်မာနိုင်ငံမှာအထည်ပုံသို့မဟုတ်စက္ကန်ဟန်းလို့ခေါ်ကြပြီးအမြတ်အစွန်းများစွာရရှိနိုင်ပါတယ်။နိုင်ငံခြားပြည်ဝယ်စားဖက်နှက်အိတ်ကပတ်စတဲ့ပစ္စည်းတွေကိုဈေးပေါပေါနဲ့ဝယ်ယူပြီးတန်ရှင်းအောင်ပြုပြင်ကပုံမှန်ဈေးထက်ပိုမိုရောင်းချတဲ့လုပ်ငန်းဖြစ်ပါတယ်။အထူးသဖြင့် Bandit ရှေးအောင်ပုံစံသို့မဟုတ် Brand Name ပစ္စည်းတွေကိုကြွေးချယ်စုဆောင်းရောင်းချရင်ဈေးနှုန်းမြင့်မြင့်နဲ့ပြန်လည်ရောင်းချနိုင်ပါတယ်။လျှက်စစ်ပစ္စည်းနဲ့အိမ်လုံးပစ္စည်းများ ဖုန်းကွန်ပျူတာရုပ်မြင်သံကြားဆက်လေအေးပိဆက်မီးစက်နဲ့အိမ်သုံးပရိဘောဂတွေဟာလူတိုင်းလိုအပ်တဲ့ဈေးကွက်ကောင်းရှိပါတယ်ဒီလိုပစ္စည်းတွေမှာချုံရင်းချက်ရှိရင်ပြုပြင်ပြီးအသုံးပြုလို့ရတဲ့အနေအထားအတိုင်းတင့်တင့်နဲ့ဈေးနဲ့ပြန်လည်ရောင်းချခြင်းဖြင့်ဝင်ငွေရှာနိုင်ပါတယ်ရှိပြီးသားပစ္စည်းများပြန်လည်ရောင်းချခြင်းဖြင့်ဝင်ငွေရှာနိုင်လမ်းများဒီလုပ်ငန်းရဲ့အဓိက ဝင်ငွေလမ်းကြောင်းကတော့အရင်းဈေးနဲ့ရောင်းဈေးကြားကကွာခြားချက် profit margin ပဲဖြစ်ပါတယ် ဈေးကွက်ထဲမှာဈေးနှုန်းချိုးတဲ့ပစ္စည်းများကိုမျက်စိရှင်းရှင်းနဲ့ရွေးချယ်ဝယ်ယူရပါမယ်။ဥပမာဥပမာအထည်ပုံဆိုင်ကြီးများမြမရွေးရလက်မှုပစ္စည်းဆိုင်လေးများသို့မဟုတ်လူတွေကအ мян ရောင်းချလို့တဲ့ပစ္စည်းများကိုလိုက်လံဝယ်ယူရပါမယ်။ဈေးချော့ရောင်းတဲ့ဆိုင်တွေ discount ချတဲ့ဆိုင်များကိုလည်းအမြဲတမ်းစောင့်ကြည့်တင်ပါတယ်။ဝယ်ယူထားတဲ့ပစ္စည်းတွေကိုချက်ချင်းပြန်မရောင်းနေပဲအနှဲငယ်ပြုတ်ပြင်ထိမ့်သိမ်းခြင်းအစွန်းထင်းများကိုဖျက်ခြင်းဒါမှမဟုတ်ပုံမှုဆွဲဆောင်မှုရှိတဲ့ပုံစံအသင့်ဖြစ်အောင်ပြန်လည်မွမ်းမံဖန်တီးခြင်းဖြင့် မူရင်းဈေးထက်အများကြီးပိုရောင်းချနိုင်ပါတယ်ဥပမာအားဖြင့်အဝတ်အစားဟောင်းများကိုခင့်မိတဲ့ပုံစံအစ်တစ်ချုပ်လုပ်ပြီးရောင်းချတာမျိုးပါအဝတ်အထည်တွေလို fashion ပစ္စည်းတွေအတွက် Facebook, Instagram, TikTok စတဲ့လူမှုကွင်းဇာမျက်နှာတွေပေါ်မှာအကောင်းဆုံးနေရာတွေပါပဲ။ရှင်းလင်းပြသားတဲ့ဓာတ်ပုံကောင်းကောင်းများရိုက်ပြီးရောင်းချရပါမယ်။လျှက်စပစ္စည်းနဲ့ဈေးကြီးတဲ့ပစ္စည်းတွေအတွက်ကတော့ iMyanmar Market, Shop.com လိုမျိုးဝင်လိုင်းဈေးရောင်းဝယ်ရေး platform တွေကိုအသုံးပြုနိုင်ပါတယ်။ ဈေးဆိုင်ကဖွင့်လှစ်ခြင်းသို့မဟုတ်ပွဲတော်များတွင်ရောင်းချခြင်းဝင်ငွေတည်ငြိမ်ပြီးဖောက်တင်တဲ့ရင်းရင်းနှီးနှီးတွေ့ကြည့်ထိတွေ့ခြင်းနဲ့ဆိုရင်တော့ဈေးဆိုင်ကလေးဖွင့်တာသို့မဟုတ်စနစ်တကျငွေမှာလုပ်တဲ့ဈေးပွဲတော်များမှာနေရာယူရောင်းချခြင်းဖြင့်ဝင်ငွေရရှိနိုင်ပါတယ်ပစ္စည်းကောင်းများရောင်းချတဲ့အလို့ဟာပွင့်လင်းမြင်သာမှုဟာအရေးကြီးပါတယ်မိမိပစ္စည်းရဲ့အခြေအနေအားသာချက်ရှိခဲ့ရင်မူလဈေးနှုန်းတို့ကိုဖော်ပြပေးပြီးအယောင်းအဝယ်ကိုရိုးသားစွာပြုလုပ်ပါ ဒါမှသာဖောက်တယ်တွေရဲ့ယုံကြည်မှုကိုရရှိပြီးရေရှင်မှာပုံမှန်ပြန်ဝယ်တဲ့ဖောက်တယ်တွေတိုးပွားလာမှာဖြစ်ပါတယ်။လက်မှုပစ္စည်းအစားအသောက်ရောင်းချခြင်းလက်မှုပစ္စည်းလုပ်ငန်းကို စတင်မယ်ဆိုရင်ကိုယ့်ရဲ့လက်မှုပညာကျွမ်းကျင်မှုကိုအရင်ပြုရပါမယ်။အထူးသဖြင့်မြမရိုးရာလက်မှုပညာရပ်တွေဖြစ်တဲ့ပပုပထိန်ပပွဲ့စတဲ့ရိုးရာအမှုပညာပန်းစင်မျိုးကိုခင့်နဲ့အညီဒီဇိုင်းဆန်းများပေါင်းဆက်ဖန်တီးရတာကနေဝင်ငွေရရှိနိုင်ပါတယ်။ဥပမာလက်ဖြစ်ပရိစေများကျိုးထိုးလက်ဝတ်ရတနာများ မြမရိုးရာကြီးတဲ့များနဲ့ဖန်တီးထားတဲ့ပတ်စံအိတ်ဒါမှမဟုတ်ခင်မိတဲ့အသုံးဆောင်ပစ္စည်းများကိုအဓိကထားထုတ်လို့ရောင်းချနိုင်ပါတယ်။ဒီလိုလက်မှုပစ္စည်းတွေကိုရောင်းချဖို့အတွက်အဓိကဝင်ငွေလမ်းကြောင်းကတော့ဝင်လိုင်းရောင်းချခြင်းပဲဖြစ်ပါတယ်။ Facebook Page, Telegram, Instagram, TikTok တို့လိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာကိုယ့်ရဲ့လှပတဲ့လက်ရာတွေကိုတပ်ပုံကောင်းကောင်းနဲ့ဗီဒီယိုရိုက်ပြပြီးတိုက်ရိုက်ရောင်းချနိုင်ပါတယ်။နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကတော့ဈေးပွဲတော်များသို့မဟုတ်လက်ဆောင်ပစ္စည်းဆိုင်များမှာ ကိုယ်တိုင်နေရာယူရောင်းချတာဒါမှမဟုတ်ဆိုင်ကြီးတွေမှာကိုယ့်ရဲ့ပစ္စည်းကိုအနှံရောင်းချခြင်းပဲဖြစ်ပါတယ်။အည်သွေးမြင့်ပြီးထူးခြားတဲ့ဒီဇိုင်းရှိရင်နိုင်ငံခြားဈေးကွက်ကိုပါတင်ပို့ရောင်းချနိုင်တဲ့အတွက်ဝင်ငွေကိုများစွာတိုးပွားစေနိုင်ပါတယ်။လက်မှုပညာကိုစိတ်ဝင်စားသူများကိုတင်နှံပြန်ဖွင့်ပေးခြင်းကလည်းနောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။အိမ်လို့အစားအသောက်ရောင်းချခြင်းဖြင့်ဝင်ငွေရှာနည်းလမ်းများ အိမ်လုံအစားအသောက်ရောက်ချတဲ့လုပ်ငန်းဟာမြန်မာနိုင်ငံမှာအလွန်ခေတ်စားပြီးအရင်နေ့အနည်းငယ်နဲ့စတင်နိုင်တဲ့လုပ်ငန်းပါဒီလုပ်ငန်းကိုအောင်မြင်ဖို့အတွက်အဓိကသောချက်ကတော့တန်ရှင်းမှုနဲ့ထူးခြားတဲ့ရသာရှိမှုတို့ပဲဖြစ်ပါတယ်ဥပမာကျမ်းမာရေးနဲ့ညီညွတ်တဲ့အိမ်လုံမုံမျိုးစုံတန်ရှင်းလက်ဆက်တဲ့နေ့လယ်စာထမင်းဘူးများ ဒါမှမဟုတ်ရိုးရာအစာပြေသေးစားများကိုအိမ်ကနေချက်ပြုတ်ပြီးရောင်းချနိုင်ပါတယ်။အစားအသောက်လုပ်ငန်းအတွက်ဝင်ငွေလမ်းကြောင်းများကတော့ online delivery စနစ်ကိုအထူးအားထားအသုံးပြုခြင်းဖြစ်ပါတယ်။မှာယူသူများကို pre-order ကြိုတင်မှာယူမှုစနစ်နဲ့လက်ခံပြီးမှာယူမှုရေးအတွက်အတိုင်းအတာချက်ပြုတ်ရောင်းချခြင်းဖြင့်ကုန်ကြမ်းလေလွင့်ကိုလျှော့ချနိုင်ပါတယ်။ခုနောက်ပိုင်းခေစားလာတဲ့ food delivery app များနဲ့ချိတ်ဆက်ပြီးရောင်းချတာကလည်းဖောက်တဲ့အများအပြားကိုဆွဲဆောင်နိုင်တဲ့ဝင်ငွေလမ်းကြောင်းတစ်ခုပါ ဒါအပြင်အခြားဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့အသင်စားအသင့်ချက်သေစာများဥပမာရေခဲတရာတဲ့အချိန်ကြာကြာထားနိုင်တဲ့အသားလုံးမယုတ်သည့်ပူသွင့်များကို ထုတ်လုပ်ပြီးကုံစုံဆိုင်သို့မဟုတ်မီနီမမ်များမှာလက်ကားစင်းလုံးဖြင့်တင်ပို့ရောင်းချခြင်းကိုလည်းလှုံ့ဆောင်နိုင်ပါတယ်။ဖောက်တဲ့ရဲ့လိုအပ်ချက်အလိုက်မီနူးပြောင်းလဲပေးခြင်းနဲ့လစဉ်ပုံမှန်မှာယူမှုစနစ်ပြုလုပ်ပေးခြင်းကလည်းရေရှည်ဝင်ငွေတည်ငြိမ်စေဖို့အထောက်အကူပြုပါလိမ့်မယ်။ နေကုန်းချုပ်အနေနဲ့ခေတ်တင်ငွေရှာနည်းများ၏အကျိုးကျေးဇူးများမှာလုပ်ငန်းခွင်နှင့်ဗန္ဒာရေးဆိုင်ရာလိုက်လျောညှိထွေမှုဝင်ငွေတိုးတက်နိုင်မှုနှင့်နိုင်ငံတကာအခွင့်အလမ်းများကိုစုပ်ကန်နိုင်မှုတို့ကိုပေးစွမ်းခြင်းဖြစ်ပါတယ်။အဓိကအသာချက်မှာအချိန်နှင့်နေရာကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်။အလွတ်တန်းလုပ်ငန်းများ Digital ဈေးကွက်ရှာဖွေခြင်းနှင့် Online တင်ကြားရေးကဲ့သို့သော လုပ်ငန်းများသည်ရိုးရာရုံးတက်အလုပ်ကဲ့သို့တတ်မှတ်ထားသောအချိန်စရာနှင့်နေရာတွင်လုပ်ကန်ရန်မလိုအပ်ဘဲမိမိနှစ်သက်ရာအချိန်နေရာမှလုပ်ကန်နိုင်သောအလုပ်များဖြစ်ပြီး ကိုယ်ပိုင်လွတ်လပ်မှုကိုပေးစွမ်းနိုင်ပါတယ်ဒုတိယအနေဖြင့်ဝင်ငွေတိုးတက်ရေးအလားအလာကောင်းများဖြစ်ပါတယ်အထူးသဖြင့်နိုင်ငံတကာဘလက်ဖောင်းများမှအလုံများရယူခြင်းဖြင့်နိုင်ငံသားဝင်ငွေကိုရရှိပြီးမြန်မာနိုင်ငံ၏ကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါကများစွာပုံမှုအကျိုးမြတ်ဖြစ်ထွန်းစေမှာဖြစ်ပါတယ်တတိယအားသာချက်မှာကျွမ်းကျင်မှုနှင့်ကိုယ်ပိုင်အမှတ်တရစေကိုတိုးတက်စေခြင်းဖြစ်ပါတယ် ကွန်းနံဖတီးသူများဒီဇိုင်းပညာရှင်များနဲ့တင်နန်းပိုးချမိသူများသည်ဝင်လိုက်မှတစ်ဆင့်၎င်းတို့၏ကျွမ်းကျင်မှုကိုစင်စက်မပြတ်မြင့်တင်ရင်ကိုယ်ပိုင်အမှတ်တရပာစနယ်ဘရန်ဒီကိုတည်ဆောက်နိုင်ပြီးရင်းမှတစ်ဆင့်အခွင့်အလမ်းသစ်များဆက်တိုက်ဖန်တီးပေးနိုင်ပါသည်။တို့ဖြစ်ရာခေတ်သစ်ငွေရှာနည်းများသည်အလောက်အကိုင်းအခွင့်အလမ်းများတိုးတက်စေရန်တမကဗန္ဒာရေးနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်ရေးအတွက်များစွာအထောက်အကူပြုနေပါသည်။ ဒီစာအုပ်ကလေးကိုနားထောင်ပြီးဝင်ငွေကောင်းသောအလုပ်ကံများဖန်တီးနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီစာအုပ်ကလေးကိုနားထောင်ပြီးမိတ်ဆွေအနေနဲ့အကျိုးတစုံတရာရရှိကြတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရခင်ဗျာ။နောက်ထပ်ဗီဒီယိုများမှာတိတိကျကျကောင်းသောစာအုပ်ကောင်းများဖြင့်ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။